ရိသတ်များမင်္ဂလာပါကျွန်တော်ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါကတော့ပွဲရသုံးချက်အစည်းအဝေးဖြစ်ပါတယ်ဒါ Nation League Semi Final ပေါ့နော်ဒါပွဲစဉ်တစ်ပွဲဖြစ်တဲ့ Spain နဲ့ပြင်သစ်အစင်းတို့ရဲ့ပွဲစဉ်ပါတကယ်လို့ကျွန်တော်တို့ရွေးချယ်ရခက်မဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်ဒါဒီပွဲစဉ်ကိုလည်းထုံးစံအတိုင်းကျွန်တော်နဲ့ကိုရင်တို့ကျွန်တော်ညီကိုပြောက Camera သုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျာကိုရင်တို့မင်္ဂလာပါမင်္ဂလာပါကိုကြည့်ဟုတ်ကဲ့ပါ Spain နဲ့ပြင်သစ်ပေါ့နော်ဒါတောက်ကြမနဲ့တနားရီခွဲပါ တော့ကျွန်တော်တို့အစီအစဉ်ရဲ့ထုံးစံတိုင်းပဲစလိုက်ရှင်ပါတယ်စပိန်ဘက်ကလည်းစပြီးပါဦးစပိန်ကလည်းတော့လက်ရှိဥရောပမှာအကောင်းဆုံးအသင်းလို့တော့ကျွန်တော်ပြောလို့ရရပါတော့ဟုတ်ကဲ့တိုက်စစ်ကွန်းလေနောက်တန်းလုံးဝအသင်းပြည့်ကျက်ပြည့်ဆိုတဲ့နေရာမှာရှိတယ်ပြောရမယ်ဆိုရင်တော့ဒီတခြားအသင်းတွေနဲ့ရှင်းလိုက်မယ်ဆိုအထိုင်ပို့ပြီးတော့ကြနေတဲ့အသင်းပုံစံမျိုးလည်းဖြစ်တယ်ပေါ့ကျွန်တော်မြင်နေပါတော့ဟုတ်ကဲ့အခုကတော့စပိန်ကနေရှင်းလိရဘူးတယ်93ခုနှစ်ကရတာပါဗောနော်လက်ရှိချန်ပီယံလို့လည်းပြောလို့ရတယ်ဒီနီးပြနဲ့ပဲယူရတာအခုလူစင်းကကြတော့အေးနေရှင်းလေးရတဲ့လူစင်းကပို့ပြီးအောင်မှာကောင်းနေတယ်ဆိုတဲ့အခြေအနေမျိုးတွေရှိရေဗောနော် ဘယ်လိုပြောရမလဲဒီ Rodri တို့ Kepa တို့လိုကစားမတွေမကစားနိုင်တဲ့ချိန်မှာတော့မှစပင်ရဲ့လူစင်းကတင်းပြည့်ကျက်ပြီပေါ့တော်တော်တည်ရှိနေတာလေတကယ်အားရစီအကောင်းတယ်ကွင်းလယ်မှာဆိုတော့ဒီ Patrick ရှိမယ် Fabian Ruiz ရှိမယ်ပြီးတော့ Zubi Mendy ပေါ့ဒီလိုပုံစံတိုင်းပွဲထွက်လာမလားပေါ့နော်ဒီလိုမဟုတ်ဘဲနဲ့ဒီ Olmo ကိုသုံးမယ်ဆိုရင်တော့ Patrick ကတော့လောကအထိုင်ပေါ့နော် Barcelona မှာကစားတဲ့ပုံစံမျိုးတော့ဖြစ်သွားနိုင်မယ် ဒါပေမဲ့စပိန်နီးပြကကြတော့အဲ့လိုမျိုးပက်ဒရီကိုတိတ်ပြီးတော့မတုံးချင်ဘူးပေါ့နော်။ဒါအားလည်းသူ့ရဲ့တင်းတဲ့တောင်မတူတဲ့ philosophy လို့ပြောလို့ရရပေါ့နော်။ဒီကတော့ဒီစပိန်ကွမ်းလေရဲ့အလုပ်လုပ်ပုံကိုတော့ဒီပွဲစဉ်မှာကျွန်တော်တော့ဒီတကြိမ်လေးတော့စောင့်ကြည့်နေတယ်ပေါ့နော်။နောက်တစ်ခုကကြတော့စပိန်ကကြတော့ဒီမမာတာတန်ပိတ်ကစားတဲ့အခါမျိုးအဲ့လိုတင်းနဲ့တွေ့တဲ့အခါမျိုးဆိုရင်တိတ်ပြီးအဆင်မပြေတာမျိုးတွေရောရှိရပြ။နယ်သာလန်နဲ့ပွဲမှာဆိုလည်းအဲ့လိုချင်းချင်းမျိုးကျွန်တော်မြင်ရရပေါ့နော်။ ဒီလိုအချိန်ဒီမျိုးမှာဆိုတို့အသိရဲ့ဒီတောင်ပံရဲ့ဖြစ်ဖြစ်ကွန်းလေရာဖြစ်ဖြစ်တယောက်ချင်းအည်သွေးတွေရာပဲဒီပွဲပြေပေါ်ပြောင်းလဲသွားတယ်ဆိုတဲ့ပုံစံမျိုးတွေကိုကျွန်တော်မြင်ခဲ့ရတယ်ဗောနော်ဟုတ်ကဲ့လက်ရှိအချိန်တွေကလည်းဒီပြင်းထန်ဆိုင်တော့ဖောင်ကောင်းနေတဲ့စပိန်အသင်းဘက်မှာပို့ပြီးတော့အခွင့်အရေးတွေရာတော့ရှိနေပါတယ် ဟုတ်ကဲ့ပါလက်ရှိဒါစပိန်ရဲ့အစိုးဖွဲ့မှုအစိုးဖွဲ့ပေါ့နော်အရန်ကောင်းတယ်တသင်းလုံးလည်းကောင်းနေရပေါ့ရနော်ဘာလို့ဒီလိုမျိုးကောင်းနေရလဲဆိုတဲ့ဟာကိုအဖြေရှာလိုက်တဲ့အချိန်မှာတော့ဒါယာမယ်နဲ့နီကိုဝီလီယံကြောင့်တော်တော်ကြီးကောင်းနေရဆိုတဲ့တော်ပြီးတော့တွေ့ရတယ်ဒီတောင်ပံတိုက်စစ်တွေကစပိန်ရဲ့အဓိကဖြစ်တယ်ပေါ့နော်ကျွန်တော်ကဒီကစားသမားတွေကြောင့်စပိန်ကောင်းနေရလို့ကျွန်တော်တို့မြင်နေကြပြီမယ်ကျွန်တော်တို့ပြောရမယ်အားနည်းချက်တွေရှိတယ်ဗျ ဒါကဘာလဲဆိုတော့ဒီပေါ့နော်စပိန်ရဲ့ဒီညာအစွန်နောက်ခံပေါ့နော်ကျွန်တော်ဒီညာလေးကိုကျွန်တော်ပြောချင်တယ်ဘယ်လိုလဲဆိုတော့စပိန်က433ပုံစံတုံးတဲ့အခါမှာသူတို့ရဲ့နောက်တန်းမှာညာအစွန်နောက်ခံလို့ရှိမယ်433မှာဆိုလို့ရှိရင်ဟိုအိုမိုကိုသူတို့ကတုံးနေရှိတာတွေ့ရတယ်အိုမိုရဲ့ရှေ့မှာကျွန်တော်ဝဲဝါပေါ့ကျွန်တော်ကရာမဲရှိမယ်ပေါ့ဗျအဲ့ဒီနေထောင်မှာကျွန်တော်ကဘာသွားတွေ့ရလဲဆိုတော့ရာမဲကြောင့်အဲ့ဘက်အချမ်းရဲ့ကျွန်တော်တိုက်ဆက်လိုက်ပါဟုတ်ပေါ့တိုက်ဆက်အားပေါ့နော်တော်တော်လေးကောင်းပေမဲ့ပြန်ပြီးတော့ ပေါက်သွားပြီဆိုလို့ရှိရင်ပုံမကကာဘာမလုပ်ပေးနိုင်အောင်ဒီလိုပဲဒီပေါ်တော့စပိန်သင်းရဲ့ဒီညာချမ်းညာအစွန်ဘက်ကလည်းကျွန်တော်တို့ကာဘာဟဲမရှိတဲ့ခါမှာအားနည်းချက်တွေရှိတယ်ဆိုတော့အချက်ကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဒီတစ်ချက်ကိုကျွန်တော်ပြောခြင်းနဲ့433ကစားရင်ဒီအားနည်းချက်ရှိတယ်တစ်ဖက်ကပြင်သစ်ရဲ့တောင်ပိုင်းကိုကြည့်လိုက် share တွေကြီးပဲအဲ့တော့ဒီရာကထည့်တွေးရမယ်နောက်တစ်ခုကကျတော့ဘောနော်ကွင်းလယ်မှာဟိုက road tree မပါတဲ့အခါမှာကွင်းလယ်ရဲ့ကစားအားအတင်ချလုတ်တဲ့နှုံပေါ့တော်တော်လေးကိုအားနေဝါတယ်ပြီးတော့ပွဲထိန်တဲ့နှုံလည်းတော်တော်လေးကိုအားနေဝါတယ်ပြိုင်ဘက်ကကွင်းလယ်ကနေပြီးတော့ဓာတ်ရိုက်ကြီးထိုးဖောက်ွားတဲ့အချက်တွေကိုလည်းသူတို့ကအလွယ်တကူခံရတယ်ဒီရာရဲ့တွေ့ရတဲ့အခါမှာဘယ်လိုလဲဆိုတော့သူတို့ရဲ့ center back တွေစီကိုဘောလုံးတန်းပြီးရောက်သွားတယ်ဗျာအဲ့တော့ကျွန်တော်ပြောချင်တာကစပိန်ကဂိုးတကူရထားတယ်ဒါပေမဲ့သူတို့ကပိတ်ပြီးကစားနေတယ်ဒီလိုမျိုးကစားနေရဆိုလို့ရှိရင်တော့မှစစ်လက်မှုမရှိဘဲနဲ့ပြိုင်ဘက်ကိုဂိုးကန်သွင်းခွင့်နဲ့အများကြီးပေးရပြီးတော့ဂိုးတွေဖြစ်သွား ါတယ်ဒီအားနဲ့ချက်ကိုကျွန်တော်တို့ပေါ့နော်ပြီးွားခဲ့တဲ့네덜란드နဲ့ပွဲမှာတော်တော်လေးကိုမြင်ခဲ့ရပါတယ်အဲ့တော့ပြင်သစ်နဲ့ပွဲမှာတော့ဒီအရာလေးတွေကတော်တော်လေးကိုအရေးကြီးတဲ့အချက်တွေလို့ကျွန်တော်ပြောချင်တယ်ခွေးလဲမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့အမြင်ကတော့ကိုရဲထုံးနဲ့တူပါတယ်ကျွန်တော်ကတော့ဒီပေါ့ဒီ Pasri ရဲ့ Supermandi ရဲ့ပေါ့နော်ပြီးတော့ Fabian Ruth ပေါ့နော်သူတို့ကိုတုံးလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေမယ်လို့ထင်တယ်ဒါပေမဲ့ဗျာတိုက်စစ်ရဲ့ချိတ်ဆက်မှုတော့အားနေဝမယ်ဒါပေမဲ့ပြန်ပြီးတော့ကာဗာလို့တဲ့အပိုင်းမှာတော့ပို့ပြီးတော့ကောင်းသွားလိမ့်မယ်ပြောမယ်ဆိုလို့ရှိရင်တော့ဒီအသင်းရဲ့ ဒီအရာလေးတွေကတော့ကျွန်တော်ကတော့မြင်တယ်အကောင့်နဲ့အရာတစ်ခုဆိုတော့ကျွန်တော်တံပြန်တိုက်စစ်ကနေတော့အခွင့်အရေးတောင်းပေးလိုက်တယ်တောင်းပန်တစ်ဖက်ကတကယ် share ဆိုတော့ အခွင့်တစ်ချက်အခွင့်လေးပေးလိုက်တာနဲ့တိတ်မကြတဲ့မိနစ်ပိုင်းအတွင်းမှာ twin goal တစ်ခုဖြစ်သွားတယ်။ဒီလိုမျိုးကြတော့လေဘလို့လဲဆိုတော့ဒီပေါ်တော့ရာမေရိုနီကိုဝီလီယံတို့နဲ့ချိတ်ဆက်ဖို့အတွက်ကွင်းလမှာပေါ်ပေါ့။အော်မိုကလည်းလိုနေပြန်ရော။အဲ့တော့ဘလို့လဲဆိုတော့ဒါရွေးချယ်ရခက်ပါတယ်စပိန်နီးပြအနေနဲ့လည်းလေ။ဒီလိုအခြေအနေမျိုးလေးဖြစ်နေတဲ့အခါမှာတော့တော့ဒီလိုမျိုးလေးတွေဖြစ်နေတယ်။အဓိကကတော့ Rodri မပါတဲ့အခါမှာပေါ့ကျွန်တော်တို့ကကွင်းလမှာ၃ယောက်တန်းသုံးလိုက်ရတဲ့အခါမှာဒီလိုလေးတွေဖြစ်သွားတယ်လို့ကျွန်တော်မြင်တယ်။တကယ်တော့ပုံမှန်တိုင်းကွင်းလကိုနှစ်ယောက်တန်းသုံးမယ်။ကွင်းလအနှစ်ယောက်ရှိမှဟိုအော်မိုကစားပြီးတော့တောင်ပန်တစ်ဖက်ဆိုလို့ရှိရင်တိတ်ပြီးတော့ပြဿနာမရှိဘူး။အခုကျတော့အသင်းရဲ့ကွင်းလမှာအဓိကကွင်းလ လို့ပေါ့နော် grocery မပါတဲ့အခါမှာဒီလိုလေးတွေဖြစ်လာရလို့တော့ကျွန်တော်ကတော့မြင်မိပါတယ်။ကဲဒါဆိုလို့ကျွန်တော်တို့ပြင်သစ်ပတ်လေးသွားစင်တယ်ပြပြပေးပါဦး။အဓိကတော့ပြင်သစ်ရဲ့ကွမ်းလေရကြတော့စပိန်ရဲ့ရှင်ပဲဆိုတော်တော်လေးကိုအားနေတဲ့ပုံစံမှာရှိတယ်။ဟုတ်ပါတယ်။ကာဘာဗင်ကလည်းမပါလာဘူး။သူပါလာရင်တော့ပို့ပြီးတော့မာကျော်မှုရှိတယ်ပေါ့နော်။ဒီဒါပေမဲ့စပိန်ကိုဘောလုံးပေးကင်ပြီးတော့ဒီလောအားလုံးနဲ့လိုက်ပြီးကစားတာမျိုးကတော့လုံနိုင်စရာရှိရလို့ကျွန်တော်မြင်တယ်ပေါ့နော်။ဟုတ်ကဲ့။နောက်တစ်ခုကျတော့ပြင်သစ်မာကနောက်တန်းကလည်းဒီကိုနာတေးကိုပဲအားကိုရမယ့်ပုံစံမျိုးဖြစ်သွားတယ်။ ဆလီဘာလည်းမပါဘူးဥပါမီကတော့လည်းမပါတော့တော်တော်လေးတော့စိုးတယ်ပေါ့နော်ဒီ gas to ကဒီဒီ right back မှာကစားမယ်ဆိုရင်ဒါနီကိုလီယောရှင်းထိနိုင်ပေါ့တိတ်တော့မလွယ်ဘူးပေါ့နော် gas to ရဲ့အနေထားလည်းပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့3 back ကိုတီးပြီးတော့သွားမယ်ဆိုရင်တော့တမျိုးပေါ့ဒီ quarter time မှာဒီ chuamani နဲ့အဓိက rabi ရောပေါ့သူတို့သုံးပြီးတော့သွားမယ်ဆိုရင်တော့တမျိုးတော့ဖြစ်သွားနိုင်တယ်343ဆိုရင်တော့ဒီ Ryan Ryan Chaki ပေါ့အိကစားမားတွေပါပုံဝင်ပတ်သက်နိုင်တဲ့တက်စစ်အစုအဝေးတခုတော့မြင်တွေ့နိုင်မယ်ပေါ့နော်ဟုတ်ကဲ့ပြည်ထရေးတက်စစ်ကိုကြည့်မယ်ဆိုရင်တော့လုံးဝရှယ်ပဲ အကောတော့လိုရမယ်ဒီ world class တွေနဲ့ A level player တွေပြီးရရှိနေရပါတော့ပြီးတော့ဒီတက်စစ်ကစားမှလည်းဆက်နှစ်တယောက်ကြားမှလည်းကစားပုံတွေကလည်း꿰ကြတယ်ဒါကလည်းနီးပြောပိုင်းရအများကြီးအလုပ်လုပ်လို့ရတဲ့ခြေတွေမျိုးမှာတော့ရှိတယ် okay တူရန်ကိုထောင်ထားပြီးတော့ဒီ MVP နဲ့ Dembele ကိုတောင်းပန်ပို့မလားလိုမမိုဘိုင်းနဲ့ Dembele ကိုဒီ PSG မှာကစားလို့အလဲမှာထားပြီးတော့ဒီဘေးတောင်းပန်မှာဆိုဒီ Olisi နဲ့ MVP ကိုထားမလားပေါ့နော်အမျိုးမျိုးလုပ်လို့ရတယ်ဗျဒီပွဲစဉ်ကကျတော့တက်စစ်နဲ့ပဲပွဲကိုအဆုံးဖြတ်ပေးမယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်မြင်ရနိုင်တယ်ပေါ့နော် ကိုယ်လည်းလည်းခံစက်ကတော့ရောင်းအောင်ပိတ်ဆိုမယ်တက်စစ်ကိုဘောလုံးတန်းပို့ပြီးတော့ပြင်ပြန်သွားပြီးတော့တကြိမ်ရတကြိမ်ကတကြိမ်ကံပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပဲပြင်တစ်ကဒီဘွဲစင်မှာအခွင့်အရေးရောင်းယူလိမ့်မယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်အဓိကတော့ဒီပြင်တစ်ဒီနေနဲ့နောက်ပိုင်းနှစ်တွေမှာဒီကဘာပလာရောက်ပြီးနောက်ပိုင်းနှစ်တွေမှာနည်းနည်းလေးကြာဆင်းတဲ့ပုံစံမျိုးတွေတော့မြင်ရတယ်ပေါ့နော်အသိဉာဏ်တွေ့တဲ့အခါမှာတော့နည်းနည်းအားနေတဲ့ပုံစံမျိုးတွေတွေရှိခဲ့ပေမဲ့ဒီဘွဲစင်မှာတော့ရလက်ကောင်းလိုချင်နေဆိုရင်တော့ပြင်တစ်နေနဲ့တန်မြတ်တက်စစ်ကိုတော့အဓိကအားပြုတဲ့နယ်လို့ကျွန်တော်မြင်ပါ ဟုတ်ကဲ့ပါပြင်သစ်ရဲ့လူစင်းပေါ့နော်နောက်တစ်ခုကပြင်သစ်ရဲ့တိုက်စစ်ကစားသမားတွေအကြောင်းပေါ့နော်အခုနောက်ပိုင်းမှာမြင်နေရတဲ့ကိုယ်လည်းထိန်းကစားတာမျိုးကပြင်သစ်နဲ့ဘလို့မှလိုက်ဖက်မှုမရှိဘူးလို့ကျွန်တော်ပြောချင်တယ်ကိုယ်လည်းကိုပို့ပြီးတော့အားပြုပြီးကစားလိုက်ပြီဆိုလို့ရှိရင်ပြင်သစ်ကရလက်ဆိုးွားတတ်တယ်ဒီပိုင်းရှိတယ်အဲ့လိုဘလို့လဲဆိုတော့ပြင်သစ်ကသူတို့အားတာတဲ့ ောင်းတော့ဒီပါတိုက်စစ်နေပဲပြင်သက်ကပွဲတွေကစားဖို့လိုတယ်2018ဒီကမ္ဘာဖလားအပြီးမှာကပြင်သက်ရဲ့ကွယ်လန်အားကတော်တော်လေးကိုအားနေပါတယ်မာတူဒီရဲ့ကန်တေရဲ့ပေါ့ပါရဲ့ဒီ3ယောက်နောက်တန်းအပြီးမှာဒီ3ယောက်ရဲ့ကွယ်လန်ကိုဘယ်သူမှမမှီဘူးဗျဒီနေရာမှာဘယ်လိုလဲဆိုတော့သူတို့ကဘာလို့ကာမာဘင်ကမပါဘူးဆိုပေမဲ့ဒီကာမာဘင်ကရဲ့ချူအမန်ရဲ့ဆိုတာတကယ်ကောင်းတဲ့ကွယ်လန်လို့တယ်ဒါပေမဲ့ပြဿနာကဒီကစားမ2ယောက်ကိုသူတို့ကသွားပြီးတော့တွဲပေးလို့မရဘူး2ယောက်ကိုသွားတွဲပေးလိုက်လို့ရှိရင်တိတ်ပြီးအဆင်မပြေတဲ့အခါမှာဘယ်လိုလဲဆိုတော့တခြားသူတွေကိုထည့်ရတယ်ရာဘီယောတို့ဘာလို့ပေါ့နော်အဲ့မှာပြင်သက်ကကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကွယ်လန်ကိုအ ရန်အားထည့်ကစားခြင်းကိုယ်လည်းမှာ3ယောက်လောက်ဆိုပြီးတို့ကတုံးလိုက်တယ်။ကိုယ်လည်းမှာ3ယောက်လောက်ဆိုပြီးတုံးလိုက်တဲ့အခါမှာတိုက်စစ်ကိုထင်းတဲ့လောက်ဘောလုံးကမရောက်တော့။ကိုယ်လည်းကိုအများကြီးတုံးဝင်မဲ့လေတို့ကကိုယ်နဲ့ကတိတ်ပြီးတော့ထိန်းချောင်းမှုကလည်းကောင်းတာမဟုတ်ဘူး။ကိုယ်လည်းမှာအိုင်နေတယ်ဆိုတော့ပုံစံမျိုးကြီးပဲဖြစ်သွားတဲ့အခါမှာတော့ကိုယ်ရဲ့တော့ထောက်ပြသွားတဲ့အချက်တော့ပြောပါတော့။ဒါပြင်သစ်ရဲ့ကိုယ်နဲ့ကတော်တော်လေးကိုအားနေနေလို့ကျွန်တော်လည်းပြောချင်တယ်။ဒီနေရာမှာအဲ့တော့ကျွန်တော်တို့ကလုံးဝမဲ့အရာတစ်ခုပဲရှိတယ်။ဒါပါလေဘာပေတော့အားနေသွားမယ်ပေါ့။ဒီလိုပဲရှိတယ်။အဲ့တော့ဘယ်လိုလဲဆိုတော့ဒီပွဲမှာတော့ကျွန်တော်တို့ပေါ့နော်။ဒါနှစ်သင်းလုံးကတိုက်စစ်ကစားသမားတွေကောင်းတယ်။ ပြင်သစ်ကတော့မပိုပြီးကောင်းတယ်လို့ပြောလို့ရတယ်အဲ့တော့ဒါအခွင့်အရေးရတဲ့အသင်းကပေါ့နော်အခွင့်အရေးကိုအသုံးချနိုင်တဲ့အသင်းကအနိုင်ရမယ့်ပွဲလို့ကျွန်တော်ထင်တယ်ကျွန်တော်ကတော့ဒီပွဲမှာတော့အဓိကဆိုလို့ရှိရင်ဒမ်ဘီလီရဲ့အိုလီစီရဲ့ဘာကိုလာရဲ့ဒါချန်ပီယံလိဘိုလိုပွဲမှာအစွမ်းပြသွားတယ်ဒီပေါ်တော့ဒွေရဲ့ဘာပေရဲ့ပေါ့ဒါဒီအစုအဖွဲ့ကိုတော့ကျွန်တော်အဓိကထားပြီးတော့စောင့်ကြည့်ချင်တယ်ဒီအစုအဖွဲ့သာအစွမ်းပြမယ်ဆိုလို့ရှိရင်တော့ပြင်သစ်ရလက်ကောင်းမယ့်ပွဲလို့ကျွန်တော်ကတော့မြင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကိုရလက်ခံမလို့ပြန်လေးသွားချင်တယ်ပြပြပေးပါဦး လက်ရှိအနေထားရဆိုရင်တော့ဒီစပင်ကတော့ပြင်းတက်တက်ပို့ပြီးတော့ကြစ်လက်မှုရှိပြီးတော့ပို့ပေါင်းဆိုတဲ့အခြေအနေမျိုးမှာရှိရပေါ့နော် ဒါပေမဲ့ဘောလုံးကကျတော့လေဒီဂိုးသွင်းတဲ့အတင်းရပဲနိုင်နေဆိုတဲ့ပုံစံမျိုးတော့ရှိတယ်။ Okay ။ပြင်သစ်ကလည်းလုံးလာနိုင်တာကတော့ဒီတံမြက်တန်းစီကိုချောင်းပြီးတော့ပဲအဲ့လိုမျိုးကစားသွားနိုင်တယ်။စပိန်ကလည်းအဲ့လိုမျိုးဒီခက်ချက်ကအရင်မာတဲ့အထက်မှာတော့မပါနေတဲ့အခြေအနေမျိုးမှာတော့ဒီပွဲစဉ်မှာဒီပြင်သစ်သင်းနေတဲ့စပိန်ပေါ့နော်။တကောနကောဆိုတဲ့ရလနဲ့အနားရရှိပါမယ်လို့ခန့်မှန်းလိုက်ပါတယ်။ Okay ပါဒီပွဲစဉ်မှာတော့ဒါကိုရန်ဒရိုနဲ့ကျွန်တော်နဲ့လည်းအမြင်တူတယ်လို့ပြောရမယ်။ကျွန်တော်ကတော့မိနစ်60အတွင်းပေါ့နော်ပြင်သစ်လုံးဝမရှုံးဘူးလို့ကျွန်တော်မြင်တယ်။အဲ့တော့လေမိနစ်60အတွင်းမှာကျွန်တော်နဲ့အနိုင်သသင်းရွေးစင်တဲ့အခါမှာတော့ကျွန်တော်ပြင်သစ်ကိုရွေးတယ်။စပိန် င်အရန်ကောင်းတဲ့စပိန်ပေါ့ရှုံးမှုအချိန်တခုတော့ရောက်သင့်ပြီးတော့ကျွန်တော်မြင်တဲ့ခါမှာတော့ပြင်သစ်ကိုရွေးပါတယ်ပြင်သစ်နိုင်မယ်ဒီလိုမျိုးပါပဲပေါ့နော်ကျွန်တော်ကတော့လည်းတူတူပါပဲနှစ်ဘိုးတကိုးနဲ့ပဲပြင်သစ်နိုင်မယ်လို့ခံမှန်းထားပါတယ်ဟုတ်ကဲ့ပါအခုကျွန်တော်ညီကိုညောင်ပြောခဲ့တာကတော့စပိန်သစ်နဲ့ပြင်သစ်တို့ရဲ့ National League Semi Final ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ကျွန်တော်ညီကိုညောင်ဆုံးကပြင်သစ်ကိုရွေးချယ်ထားပါတယ်တကယ်လက်တွေ့မှာဘယ်လိုဖြစ်လာမလဲစောင့်ကြည့်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီနေ့စီစဉ်ကတော့ဒီလောက်ပါပဲပေါ့ဒီ World Premier Sport ရဲ့နောက်လာမယ့်အားသာအစီအစဉ်ကောင်းနေမှာလဲပရိသတ်တွေနဲ့ကျွန်တော်ညီကိုညောင်နဲ့ပြန်ပြီးတော့အဆုံတွေ့ချင်ပါသေးတယ်လို့ပြောရနေတယ်ဒီနေရာလေးကနေနှုတ်ဆက်လိုက်ရပါတယ်ဗျာ